မင်္ဂလာပါရှင်ခေတ္တတယ်လီဗေးရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နိုင်ရီကန်စက္ကန့်အနီတိုက်ပွဲတွင်စစ်ကောင်စီဘက်ကစုခွာထွက်ပြေး၍ MPT တာဝါတိုင်းစက္ကန့်ကုန်အနီတီတိုက်ပွဲရောက်ရှိလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရခိုင်ပြည်အန်းနှင့်မကွေးတိုင်းဒေသကြီးငဖဲ့ပိုင်ပဒန်လန်းပေါ်ရိုးပေါ်မှာနိုင်ရီကန်အနီတိုက်ပွဲတွင်စစ်ကောင်စီဘက်ကစုခွာထွက်ပြေးသည့်အတွက်အဆိုပါနိုင်ရီကန်တောင်ကျော်ရှိစစ်ကောင်စီ၏ MPD တာဝါတိုင်းစခန်းကုတ်အနီးအတီတိုက်ပွဲရောက်ရှိလာနေပြီဟုသတင်းရရှိပါရယ်စစ်ကောင်စီ MPD တာဝါတိုင်းစခန်းကုတ်အနီးတွင်ယမန်နေ့ စစ်ကောင်စီ၏ MPD တာဝါတိုင်းစခန်းကုန်းအနီးတွင်ယမန်နေ့မေလ28ရက်နေ့မှစာရွေတိုက်ပွဲပြင်းထန်နေသည်ဟုအန်တီတာကံမြေပြင်စစ်ရေးသတင်းရင်းမြစ်တအူးကသတင်းဌာနသို့ပြောပါရယ်။နိုင်ရကန်အနီးတဝိုက်မှကမေလ24ရက်နေ့ကလေးကစစ်ကောင်စီဘက်ကထိုးစစ်တက်လာလို့ဖြစ်နေတာ။သူတို့ဘက်ကနောက်ဆုတ်ထွက်ပြေးရင်နဲ့ AA ကတိုက်ရင်နဲ့ MPD တာဝါတိုင်းစခန်းအနီးထိတိုက်ပွဲရောက်သွားတာ။တိုက်ပွဲကမပြင်းတဲ့ရက်မရှိသလောက်ပါပဲ။မေလနောက်ဆုံးဘက်ကနေတိုက်ပွဲကပြင်းလာတယ်ဟုပြောပါရယ်။ MPD တာဝါတိုင်းစခန်းသည်နိုင်ရကန်ပြူဟာကျောတွင်တည်ရှိပြီးနိုင် ရိတ်ကန်တောင်ဤအနောက်ဘက်အမ်းမြို့နယ်အပိုင်းတွင်တိစောက်ထားသည့်စခန်းဖြစ်ကြောင်းသိရသည်။ယင်းအပြင် MPD တာဝါတိုင်းစခန်းကုန်းပတ်ပတ်လည်တွင်လည်းကာကင်းစခန်းအများပြားတိစောက်ထားပြီးလက်နက်အင်အားလူအင်အားများလည်းယာနေချီဖြည့်ထားကြောင်းဒေသခံများကပြောပါရယ်။ ်လက်ရှိတွင်လက်နေအင်အားလူအင်အားများလည်းယာဉ်ချီဖြည့်ထားကြောင်းဒေသခံများကပြောပါရယ်လက်ရှိတွင်ဗရန်မြို့စုံကုံအမြောက်ကြီးတပ်ကနေရီကစခန်းတရှိရဘတ်သို့လက်နက်ပစ်ကူပေးနေပြီးဒရုန်းပုံဖြင့်ဘုံကျဲချတိုက်ခိုက်နေသည်ဟုဗရန်ဒေသခံအမျိုးသားတအုပ်ကသတင်းစာနာသို့ပြောပါရယ်ဆောင်ကုန်းအမြောက်တက်ကအဓိကပစ်ကူနေတာကျွန်တော်တို့ဗရန်ဘက်ကလူတွေတောင်အပြင်းမထွက်ရဲဘူးနေတိုင်းကြရတယ်လက်နေငယ်တန်တွေကနေတိုင်းပဲဟုပြောပါတယ် နရေကန်အနီတိုက်ပွဲတွင်စစ်ကောင်စီဘက်မှ AAE စစ်နိုင်ပါထိမှန်ခြင်းလက်နက်ထိမှန်မှုကြောင့်ထိခိုက်သေးဆုံးမှုများရှိနေပြီးတပ်ပြိုထွက်ပြေးမှုများလည်းရှိနေသည်။ နယ်ရေကန်ပြူဟာစခန်းကို AA ဦးဆောင်သည့်တော်လန်ရေးတပ်ဖွဲ့ဝင်များကပြီးခဲ့တဲ့ဖေဖော်ဝါရီလမှစတင်ကထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်ဖေဖော်ဝါရီလအတွင်းမှာမက်လာအစောပိုင်းတီမကြခဏတိုက်ပွဲများရှိခဲ့တော့လဲမက်လာ28ရက်နေ့ကမြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သည့်ငလင်ချောင်းညီနောင်သုံးပွဲ AA TNLA MNDAA ကအပြစ်ရစဲကြောင်းကြေညာချက်ထုတ်ပြန်ခဲ့တဲ့ပြင် AA ဘက်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုကိုရပ်တန့်ထားခဲ့ကြောင်းသိရသည် အပြည့်အကလာကိုအခွင့်ကောင်းယူ၍စစ်ကောင်စီဘက်ကခကင်းစခန်းအသည့်များတိဆောက်ပြီးလက်နက်အင်အားလူအင်အားဖြည့်ကအေအေရှိနိုင်သည့်နေရာသို့စစ်ကြောင်းထိုးခြင်းလက်နက်ကြီးများပစ်ခတ်ခြင်းများနှိမ့်စင်ပြုလုပ်ခဲ့တဲ့ပြင်အေအေကလည်းစစ်ကောင်စီကိုခုခံကာကွယ်လာရသည့်အတွက်အပြန်အလှန်တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်းမြေပြင်စစ်ရေးတရင်ရေးများကပြောပါရယ်ဆလပီလက်ဗဒန်းတွင် PDF ကိုဂယုမဆိုင်ဟုစိန်ခေါ်ကလူငယ်များကိုစစ်မှုထမ်းတပ်သားတွေအဖြစ်စုဆောင်းနေသည့်ရာအိမ်မူးထွန်းထွန်းပစ်ခတ်ခံရပြီးတိုက်စုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါရယ် ဘကိုးတိုင်းလက်ပတန်းမြို့နယ်တွင် PDF ကိုဂယုမဆိုင်ဟုစိန်ခေါ်ကလူငယ်များကိုစစ်မှုထမ်းတပ်သားတဲ့အဖြစ်စူဆောင်းနေသည့်ရာအိမ်မှုထုံတော်ကိုပြစ်ခတ်တိုက်ခိုက်ရာတေဆုံးခဲ့ကြောင်းတာယာဝတီခရိုင်တရင်3000နှစ်နှင့်တက်ခွဲ3မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောဆိုပါရယ်မေလ28ရက်နေ့မိုးလွဲ့တနအီခန့်တွင်လက်ပတန်းမြို့နယ်ပတိန်စုရွာတွင်နေထိုင်သောရာအိမ်မှုထုံတော်သည်အကျန်းဖက်စစ်တပ်၏စစ်စေးရေးကိန်းမှခြေချင်းပြန်လာစဉ်တာယာဝတီခရိုင်တရင်3000နှစ်နှင့်တက်ခွဲ3နှင့်တက်ခွဲ2ရဲဘော်များကစောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ် ရင်းတိုက်ခိုက်မှုအတွင်းထွန်းထွန်းသည်ဦးကောင်းတက်တဲ့ကိုတနက်ဖြန်3ချက်ထိမှန်ပြီးခွဲချင်းပြီးတေဆုံကအကြံဖက်စစ်တပ်နှင့်ဆက်သွယ်ထားသည့်မိုဘိုင်းဖုန်းတစ်လုံးကိုလည်းတင်စီရရှိခဲ့ကြောင်းသိရပါသည်။တေဆုံသွားသောယာအိမ်မှုထွန်းထွန်းသည်ပြူစော်တီကောင်းဆောင်လည်းဖြစ်ပြီးထွန်းလည်ရေးတပ်ဖွဲ့များ၏သွာလာလှုပ်ရှားမှုများအားစုံစမ်းထောက်လှမ်း၍စစ်တပ်ထံတရင်ပေးခြင်းလူငယ်များအားစစ်မှုထမ်းရန်ဖိအားပေးလူစုခြင်း ်စစ်မှုတန်းကြီးဟုဆိုကပြည်သူများထံမှငွေကြေးများအတင်းကျပ်ကောက်ခံပြီးကောက်ခံငွေမပေးသူများအားစစ်တပ်ခေါ်ဖမ်းဆီးကင်ခြင်းစက္ကဆများထံမှမှန်တရင်ပေးကပြည်သူများအားဖမ်းဆီးကင်ခြင်းတော်လရေးတပ်ဖွဲ့များအားဂယုမဆိုင်ဖို့ဟုစိန်ခေါ်ပြီးလူငယ်များအားစစ်တပ်ထဲအတင်းအကျပ်ထည့်သွင်းခြင်းများလှုံ့ဆော်နေ၍တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည် ရအိမ်မှုထွန်းထွန်းကလူငယ်တွေကိုစစ်မှုထမ်းရမယ်ဆိုပြီးစစ်တပ်ထဲအတင်းအကျပ်ထဲတယ်စစ်ခွေးတွေနဲ့အတူအိမ်မော်တက်ပြီးပေါ်တာဆွဲတာကြောင့်လူငယ်တွေဆိုတာအိမ်မနေရဲလို့ရှောင်နေရတာကြပြီ PDF တရုံနေစုံစမ်းပြီးစစ်ခွေးတွေစီပို့တဲ့အပြင် PDF တွေစီထောက်ပံ့နေဆိုပြီးပြည်သူတို့ချုပ်ကိုစခတွေစီတရင်ပေးဖန်ခိုင်းနေအဲဒါကြောင့်သူ့ကိုတတိပြီးတော့မချေမငန်တုံ့ပြန်တဲ့အပြင်ရဲဘော်တွေကိုပါသူကစိန်ခေါ်နေလို့ရှင်းလိုက်ရတာဟုတာယောက်ရီခရိုင်တက်ရင်၃နောက်ရှိရနဲ့တက်ခွဲ၃မှတာဝန်ရှိသူတို့ကပြောဆိုပါတယ် ပြည်သူများနဲ့တော်လန်ရေးတပ်ဖွဲ့များကိုဒုက္ခပေးနေကြသည့်အကြမ်းဖက်စစ်တပ်နှင့်၎င်းတို့တောက်တိုင်များကိုအရှိန်မြင့်တိုက်ခိုက်သွားမည်ဖြစ်သောကြောင့်ပြည်သူများအနေဖြင့်၎င်းတို့အနီးတွာလာနေထိုင်ခြင်းများလုံးဝလုံးဝမပြုလုပ်ကြရန်တာယော်ရီခရိုင်တပ်ရင်း3000ရှိရာနှင့်တပ်ခွဲ3000အတိပေးနှိုးဆော်ထားပါသည်ဆလဘီစစ်အာဏာရှင်ကိုထိရောက်တဲ့အရေးယူမှုမျိုးလုံးမပြနိုင်ခဲ့ပြန်တဲ့အာဆီယံဆွေးနွေးပွဲကိုတင်ဆက်ပြီးသားမှဖြစ်ပါတယ်။အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံးအာဆီယံအဖွဲ့ဝင်နိုင်ငံခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံရဲ့ရိုးရင်းပြည်စီနေတဲ့အခြေအနေတွေတန်တန်းကတ်တန်နဲ့ဖရီးပခရီအတွက်အလေးအနက်စိုးရိမ်ကြောင်းကြေညာခဲ့ပေမဲ့အာနာသိမ့်ပြီးလေးနှစ်ကျော်ကြာတဲ့အထိလူလူအပေါ်အကြမ်းဖက်တပ်ဖြတ်နေတဲ့စစ်ကောင်စီကိုဘလို့အရေးယူတုံ့ပြန်မလဲဆိုတာကိုတော့စူပေါင်းဆုံးဖြတ်နိုင်ခြင်းမရှိခဲ့ပါဘူးစစ်ကောင်စီဟာငလင်းကြီးအပီလူသားချင်းစာနာမှုလုပ်ငန်းတွေဆောင်ရွက်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့အပြစ်ခတ်ရဲစဲရစ်ကိုလူကြားကောင်းအောင်ကြေညာချပေမဲ့လက်တွေမှာတော့နိုင်ငံအနက်လေကြောင်းတိုက်ခိုက်မှုတွေကိုအရှိန်နှစ်လှုပ်ဆောင်နေပြီးအယက်သားပြည်သူယာနဲ့ချီတေဆုံးနေရပါတယ် ။အခုသတင်းပတ်ထဲမှာတော့အာဆီယံခေါင်းဆောင်တွေဟာမလေးရှားနိုင်ငံကွာလာလမ်ပူမြို့တော်မှာတွေ့ဆုံခဲ့ကြပြီးမြန်မာနိုင်ငံရဲ့အကြက်အတဲတွေကိုဆွေးနွေးအဖြေရှာခဲ့ပေမဲ့ထိရောက်တဲ့ဘာတိုးတက်မှုမျိုးကိုမှစောင့်ကြည့်မပေးနိုင်ခဲ့ပါဘူး။မေလ28ရက်ညပိုင်းမှာတော့အာဆီယံရဲ့ပူးတွဲကြေညာချက်တစောင်းကိုထုတ်ပြန်ရမှာလေးနှစ်လုံးလုံးအလုံးမဖြစ်ခဲ့တဲ့ဘုံသဘောတူညီချက်၅ရက်ကိုဆက်လက်ဆွဲကင်နေမယ်လို့ဟောပြထားခဲ့တာတွေ့ရပါတယ်။ အဲ့ဒီပုံသဘောတူညီချက်တွေဆိုတာကမြန်မာအကြက်တဲကိုဖြည့်ရှင်းဖို့အာဆီယံကလက်ခံထားတဲ့လမ်းပြမြေပုံဖြစ်ပြီးအကြံဖက်ရန်လိုမှုတွေရပ်တန့်ဖို့နိုင်ငံရေးအကျဉ်းသားတွေပြန်လွှတ်ပေးဖို့ဆွေးနွေးမှုတွေစတင်ဖို့ဆိုတာတွေကိုတောင်းဆိုထားတာပါ။ဒါပေမဲ့အာနာသိန်းစစ်ကောင်စီကလေးစားလိုက်နာမှုမရှိတဲ့အတွက်အဲ့ဒီပုံသဘောတူညီချက်တွေကရုပ်လုံးမပေါ်လာခဲ့ပါဘူး။အခုတော့အာဆီယံကအဲ့ဒီမှုတွေကိုဆက်ပြီးစုကိုင်ထားမယ်လို့ကြေညာခဲ့တာဖြစ်ပါတယ်။မြန်မာပြည်သူတွေအတွက်ကောင်းကျိုးဖြစ်တွန်းစေမယ့်အထွတ်ရှိတည်တံ့မယ့်ငြိမ်းချမ်းရေးအဖြစ်မျိုးကို ြန်မာကိုယ်တိုင်ဦးဆောင်ညှိနှိုင်းပြီးရှာဖွေပေးရမှာဘုံသဘောတူညီချက်တွေကိုတီချာပေါက်အလေးထားအကောင့်ထဲပေါ်သွားတင်ကြောင်းအာဆီယံကတိုက်တွန်းထားခဲ့ပါတယ်။အာဆီယံရဲ့အလဲကျဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတဲ့မလေးရှားအစိုးရရဲ့ဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကဆွေးဆက်ဆွေးနွေးရေးအားထုတ်မှုတစ်ခုအဖြစ်ပြီးခဲ့တဲ့လကတည်းကအာနာသိန်းစစ်ကောင်းဆောင်မင်းအလိုင်းကိုရောတော်လရေးဦးဆောင်အစိုးရဖြစ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ပါတီချာတွေ့ဆုံခဲ့ပါတယ်။နိုင်ငံတကာကအတိအမှတ်ပြုမထားတဲ့အာနာသိန်းကောင်းဆောင်နဲ့တွေ့ဆုံမှုအပေါ်မေကွန်ထုတ်မှုတွေရှိ ိခဲ့ပေမယ့်အာဆီယံအဖွဲ့မိန့်ခွန်းမှာတော့အန်ဝါကအဲ့ဒီကိစ္စကိုကာကွယ်ပြောဆိုသွားပြီးလိုအပ်တဲ့စွန့်စားရွေးချယ်မှုတစ်ခုအဖြစ်ညှိနှွမ်းသွားခဲ့ပါတယ်။သိငယ်တဲ့အစာပြုံးမှုဖြစ်ရင်တောင်မှမြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးလမ်းကြောင်းစီဦးတည်နိုင်မယ်ဆိုရင်တရားပေါက်အားထုတ်ကြည့်တဲ့လို့သူကဆိုပါတယ်။ဂျပန်မှာလည်းအာဆီယံရဲ့အလွှတ်တော်အမတ်တွေရဲ့လူ့အခွင့်အရေးဆိုင်ရာအစုအဖွဲ့က မင်းအောင်လိုင်းနဲ့တွေ့ဆုံခဲ့တာဟာ NWA အနေနဲ့မလုပ်သင့်တဲ့ကိစ္စလို့ဝေဖန်ထားပြီးမြန်မာပြည်သူတွေကစစ်ကောင်းဆောင်ကိုသူတို့ရဲ့အစိုးရအဖြစ်လက်မခံနိုင်တာကိုအတိအလင်းပြသထားကြပြီးဖြစ်တယ်လို့ထောက်ပြခဲ့ပါတယ်။ဖိလစ်ပိုင်လွှတ်တော်အမတ်တအူးဖြစ်တဲ့အာလင်ဖရိုဆက်ကအာဆီယံဟာပြည်သူတွေနဲ့ယက်တီရမှာဖြစ်ကြောင်းပြစ်မှုကျူးလွန်ထားတဲ့အာဏာရှင်တွေနဲ့တွေ့ဆုံနေရမှာမဟုတ်ကြောင်းဝေဖန်သွားပါတယ်။ စစ်အာဏာရှင်ကိုတရားဝင်တယ်လို့ဆက်ဆံနေခြင်းဟာအာဆီယံရဲ့အခြေခံစည်းမျဉ်းမူဝါဒတွေကိုချိုးဖောက်ရာရောက်နေပြီးစစ်အာဏာရှင်ကိုတွန်းလှန်နေတဲ့တန်ပေါင်းများစွာသောပြည်သူတွေရဲ့ဆန္ဒကိုပါမျက်ွယ်ပြုခြင်းဖြစ်တယ်လို့သူကပြောကြားသွားပါတယ်။ဆက်လက်ပြီးပခုတ်ကူမှာစစ်အုပ်စုစစ်ကြောင်းထုတ်လို့ဒေသခံ8000ခန့်ထွက်ပြေးနေရတယ်ဆိုတဲ့သတင်းကိုကျင်းဆက်ပေးသွားမှာဖြစ်ပါတယ်။ပခုတ်ကူနယ်မှာစစ်အုပ်စုစစ်ကြောင်းထိုးလာလို့ခြေရွာ9ရွာခန့်ကဒေသခံပြည်သူ8000ခန့်ထွက်ပြေးနေရတယ်လို့ဒေသခံတရင်ရင်မြက်က သတင်းဌာနကိုပြောပါရင်ပခုတ်ကူတပ်မတရားတစ်ကစစ်အုပ်စုကားတွေနဲ့ပခုတ်ကူတွေကဖြူစောထီးတွေပူပေါင်းထားတဲ့အင်အားတရာခံပါစစ်ကြောင်းဟာမေလ26ရက်ကစပြီးပခုတ်ကူနယ်တဲကိုစစ်ကြောင်းထိုးလာနေတာဖြစ်တယ်လို့ဆိုပါရင်အဲ့ဒီစစ်အုပ်စုစစ်ကြောင်းဟာမြိုင်နယ်တောင်ပိုင်းကဖြူစောထီးစကန်တွေကိုစစ်ကြောင်းထိုးရိတ်ကပ်ဖို့လာတာဖြစ်နိုင်ပြီးစစ်ကြောင်းကြောင့်ဒေသခံပြည်သူ8000ခန့်ကဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ဒေသခံတအူးကပြောပါရင်မင်းညာကညောင်ချစ်ပင်ဖြူရွာကိုရောက်တာပြ အဲ့ဒီကနေအခုမနက်ကကာမမျိုးအဆက်ကစာချင်းကုန်းထိတ်ကိုရောက်နေတာပေါ့ဗျာ။နောက်ကျစ်ပင်ပြူရွာကအနောက်ဖက်ထွက်တာနဲ့ကာမမျိုးအဝင်ရောက်တာကိုအခုမျိုးတွေက၃ရက်ကွာလောက်ရှောင်ရပြီ။ကိုယ်တော်ကတိန်းထားတဲ့ရေလာလေးပြူစောတီစကန်းရဲ့အနောက်ဘက်မှာရေလာကြီးရှိတယ်ဗျ။အဲဒီနာကရွာတွေအကုန်ပေါ့ရှောင်နေရတာလို့အဆိုပါဒေသခံကပြောပါတယ်။ အဆိုပါစစ်အုပ်စုစစ်ကြောင်းကြောင့်ရေမြက်ရွာသားဧပြေအိုကစတဲ့ဒေသခံကြီးရွာတွေကပြည်သူတွေမေလ26ရက်ကစပြီးစစ်ပေးရှောင်နေကြရပြီးဒီကနေ့မနက်မှာတော့ကာမမျိုးရေလာကြီးဝါကျွန်တွင်ထန်းတပင်နဲ့အနီနာရှိကျေးရွာခွနရွာခံကပြည်သူတွေတင်းရှောင်ထွက်ပြေးနေရတယ်လို့ဆိုပါတယ်စစ်အုပ်စုစစ်ကြောင်းဟာပခုတ်ကူမျိုးကနေကားဆယ်စီးခန့်နဲ့စတင်ထွက်ခွာလာတာဖြစ်ပြီးပြူစောတီစခန်းတွေကနေတဆင်းမြိုင်နယ်တောင်ပိုင်းရှိ တွင်မပြူစောတီစကန်နဲ့တရက်ကန်ပြူစောတီစကန်တွေစီကိုရိတ်ကပို့သွားတာဖြစ်နိုင်တယ်လို့ဒေသခံတွေကဆိုပါတယ်။စစ်အုပ်စုဟာမြို့နယ်နဲ့ပခုတ်ကူနယ်တွေကိုရိတ်ခါပို့သွားတာဖြစ်နိုင်တယ်လို့ဒေသခံတွေကဆိုပါတယ်။စစ်အုပ်စုဟာမြိုင်နယ်နဲ့ပခုတ်ကူနယ်တွေကိုမြေပြင်စစ်ကြောင်းထိုးနေတဲ့အပြင်လေးကြောင်းကလည်းနေ့စဉ်ပုံကျဲတိုက်ခိုက်နေတာကြောင့်စစ်ပေးဆောင်ပြည်သူတွေအနေနဲ့လေးကြောင်းအနေရဲ့တတိထားနေထိုင်ကြပုံဒေသအဖွဲ့အစည်းတွေကလည်းတတိပေးထုတ်ပြန်ထားပါတယ်။ ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်